မဒဂါစကာနိုင်ငံရဲ့သမရသည်ဖြစ်တောက်တာနေကကျန်းသစ္စာချင်းဆိုခဲ့တဲ့ဘူမူကြီးမိုက်ကယ်ရန်ကီနေရင်းနေဟာလွန်ခဲ့တဲ့ရက်တွေအထိလူသိမ့်မတိခဲ့ပါဘူး။သူ့ရဲ့စစ်ယူနီဖောင်းကိုလဲလိုက်ပြီးသမရကျန်းသစ္စာချင်းဆိုခဲ့ပါတယ်။အစိုးရရဲ့အဓိကဌာနတွေနဲ့အဖွဲ့အစည်းအလုံးကြီးပါကိုဖျက်သိမ်းခဲ့ပြီးအစိုးရအပြောင်းလဲကိုတောင်းဆိုခဲ့တဲ့မဒဂါစကာဂျန်စီတွေကိုဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ဒီနေ့ဟာကျွန်တော်တို့နိုင်ငံအတွက်သမိုင်းဝင်အလဲပြောင်းလေးတစ်နေ့ဖြစ်ပါတယ်။ နိုင်ငံကိုပြောင်းလဲလိုတဲ့ပြင်ပြတဲ့ဆန္ဒနိုင်ငံကိုအလွန်ချစ်မြတ်လိုတဲ့စိတ်တို့နဲ့ဖြစ်ပေါ်လာတဲ့ပြည်သူတွေရဲ့အုံကြွမှုနဲ့ကျွန်တော်တို့တမိုင်းစာမျက်နှာတစ်ကိုပျော်ရွှင်စွာဖွင့်လှစ်လိုက်ပါပြီလို့ဗိုလ်မှူးကြီးမိုက်ကယ်ရက်ကီနီရီနီကပြောပါတယ် အော်တိုဘာလ17ရက်နေ့မှာမိုက်ကယ်ရန်ကီနီရင်းနေဟာရုပ်သံဗီဒီယိုတစ်ခုမှာသူကလုံခြုံရေးတပ်ဖွဲ့တွေကိုဆန္ဒပြပြည်သူတွေဘက်ကနေရက်တီပေးဖို့တောင်းဆိုခဲ့ပါတယ်။မဒါဂါစကာနိုင်ငံမှာလျှက်စစ်တပ်အားနဲ့ရေပုံမှန်ပြတ်တောက်မှုကိုပြစ်တင်ဆန္ဒပြမှုတွေကနေတိုင်းပြည်စင်းရဲမွဲတေမှုနဲ့အာဂရိလိုက်စားမှုတွေကိုစန့်ကျင်ဆန္ဒပြပွဲဟာလူငယ်တွေဥဆောင်ပြီးပြီးခဲ့တဲ့လကစတင်ခဲ့တာပါ။ ဒီဆန္ဒပြပွဲတွေကြောင့်တမရော့အန်ထရီရာဆိုအဟနိုင်ငံကနေထွက်ပြေးခဲ့ရပြီးနောက်ပိုင်းအခုလိုနိုင်ငံရေးအလှည့်ပြောင်းဖြစ်လာခဲ့ပါတယ်။အော်တိုဘာလ14ရက်နေ့မှာစစ်တပ်ကတရားဝင်အာဏာသိမ်းလိုက်ချိန်မှာတမရော့အန်ထရီရာဆိုအကိုအမျိုးသားလွှတ်တော်ကဆွတ်ဆွဲပြစ်တင်ခဲ့ပါတယ်။ဗိုလ်မှူးကြီးမိုက်ကယ်ရန်ကီနီရီနီကိုတချို့ကလွတ်မြောက်ရေးခေါင်းဆောင်ဖြစ်ချီးကျူးကြပါတယ်။ ကုလသမဂ္ဂကတော့ဒီစစ်အာဏာသိမ်းမှုကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ရှုတ်ချခဲ့ပြီးအာဖရိကသမဂ္ဂကလည်းမဒါဂါစကာနိုင်ငံကိုအပွဲဝင်ဖြစ်ကနေဆိုင်းငံ့ထားပါတယ်။တမရတဲ့ရန်ကီနီရီနီကအရက်သားဝင်ကြီးချုပ်တစ်တူကိုအမြန်ခတ်သွားမှာဖြစ်ပြီးနှစ်နှစ်အတွင်းရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့ကတိပြုခဲ့ပါတယ်။လက်တလုံးမှာနိုင်ငံကိုဥဆောင်ဖို့စစ်တပ်နဲ့ရဲအရာရှိတွေပါဝင်ဖွဲ့စည်းထားတဲ့စစ်ကောင်စီကိုဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်ရှင်။